လမ်းခွဲမှုတွေနှစ်ဦးနှစ်ဖက်သဘောတူညီရရှိသွားပြီဖြစ်တဲ့ Real Madrid နဲ့နေပြည်တော်အန်ဆရော်ဒီနေပြည်တော်အန်ဆရော်ဒီနဲ့ Real Madrid ရဲ့အသင်းတို့ဟာရာသီအကောမှာလမ်းခွဲဖို့အတွက်နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါလိမ့်အီတလီမျိုးနီးပြားပြည်တဲ့လာတော့ကချန်ပီယံလိဂ်ကွာတာဖိုင်နယ်ကနေထွက်ခွာလိုက်ရမှုကိုဘာရီဘောလူပွဲမှာရှုံးပွဲဆက်နေမှုလို့ကြောင့်ရီယယ်မထွေအသင်းကနေထွက်ခွာမယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာလည်းပဲဖြစ်ပါလိမ့် နေပြအစရိုဒီယာလဲလက်နေတဲ့ဘရာဇီးနေပြရာထူးအတွက်ထိတ်ဆုံးကနေရေပန်းစားနေတာဖြစ်ပြီးဇွန်လ2020ကျော်ကဘလာချစ်စစ်ပွဲစဉ်မှာစတင်ကန်တွဲမယ်လို့တင်းနေကလည်းထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်အခုကမှတော့နေပြအစရိုဒီနဲ့ရီယမထွေအတင်းတို့ဟာရာဒီကိုမှလမ်းခွဲဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ကြပြီလည်းပဲဖြစ်ပါလိမ့်အန်စရော်ဒီယာ2023ခုနှစ်ဒီဇင်ဘာလတုန်းက2026ခုနှစ်အထိရှိနေမယ့်စာချုပ်တွေထုတ်ဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ရေမထွေတဲ့နဲ့နေပြအန်စရိုဒီတို့ကလမ်းခွဲအကြောင်းကိုရာသီအကုံမှာမှချိန်ညာလာဖို့ရှိနေပါလိမ့်။ရေမထွေတဲ့ကလာမဲ့ဒင်းဝင်နေလာလီကာချန်ပီယံဘက်ကိုကာကွယ်နိုင်ရေးအဆုံးဖြတ်ပွဲစဉ်ဖြစ်ဘာစီလိုနာအသင်းနဲ့အကလက်စီကိုပွဲစဉ်ရင်ဆိုင်စားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။နေပြအန်စရိုဒီကရာသီကုံရင်ချက်ချင်းပဲဘရာဇီးကိုကန်တွေလာမှာဖြစ်ပြီးကလပ်ကဘလာပြန်ပွဲမှာရေမထွေအသင်းကိုဥဆောင်လာမှာတော့မဟုတ်ပါဘူး။ဒါကြောင့်လဲရီယယ်မထွေအသင်းကကလပ်ကဘာဘလာပြိုင်ပွဲမှာတင်းကိုဘောလုံးဒါရိုက်တာဆန်နီယာကိုဆိုလာရီကိုဥဆောင်လာစေမှလည်းပဲဖြစ်ပါလိမ့် နေပြည်တော်ရီယာဇွန်လ6ရက်နေ့နဲ့စက်တဲ့နေ့တို့မှာအီကွေဒေါ်ပါရာဂွေးတို့နဲ့ဇာယာမဲကွာဘလာချစ်စစ်ပွဲစဉ်တွေမှာပါဘရာဇီးကိုစတင်ဥဆောင်လာတော့မှလည်းဖြစ်ပါလိမ့်ဘရာဇီးကလည်းဖလမင်ဂိုသင်းနဲ့3နှစ်စာချုပ်ထုတ်ဆိုလိုက်တဲ့ဂျော်ဂျင်ဟိုအော်စတြေးလျကလည်းဇာမဂျော်ဂျင်ဟိုအနွေရသည်မှာဘရာဇီးကလည်းဖလမင်ဂိုသင်းနဲ့3နှစ်စာချုပ်ပြောင်းရွှေ့ဖို့အတွက်အကျိုးစာချုပ်ထုတ်ဆိုလိုက်ပြီးဖြစ်ပါလိမ့်အီတလီလွဲစဉ်ကုလသမဂ္ဂရာသီအကော်မှာစနေသည့်နဲ့စာချုပ်တက်တန်းကုန်ဆုံးမှဖြစ်ပြီး နိုင်ငံကလည်းလှုပ်လှက်စွာအကျိုးအစာချုပ်ထုတ်ဆိုခွင့်ရှိနေသူလည်းပဲဖြစ်ပါလိမ့်။ကိုကမာရောသူဟာဘရာဇီးကလပ်ကို2028ခုနှစ်တည်အစာချုပ်နဲ့ပြောင်းရွှေ့ဖို့အတွက်အကျိုးအစာချုပ်ထုတ်ဆိုလာခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။အသက်33နှစ်ရဲ့ဂျော်နီဟာချက်စီအသင်းကနေအဆင်အသင်းကို၁၆ဆစာချုပ်နဲ့ပြောင်းလာခဲ့ပေမဲ့နေရာဒီတော့ကစာချုပ်တရံတို့ထုတ်ဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။သူဟာဆင်အသင်းအတွက်စုပေါင်း88ပွဲစားထားပြီးအခုရာသီမှာဒဏ်ရာကြောင့်ပရီးမီယာလိပွဲစဉ်၉ပွဲတည်းသာပွဲထွက်ကစားနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ တဝါဆန္ဒအသင်းအတွက်နောက်ဆုံးဇာကရီအေဗလာတို့က Rambo အသင်းရဲ့ဘွဲစင်မှာဖြစ်ပြီးတော့ဒီဘွဲစင်မှာရေမတ်ဒဏ်ရာရရှိပြီးနောက်အနားယူလာခဲ့တာလည်းပဲဖြစ်ပါတယ်ကြော်ရင်တော့ဖလာမင်ဂိုအသင်းကိုပြောင်းရွှေ့မှုနဲ့အတူနွေရာသီမှာကလပ်ကဘလာပြန်ဝဲမှာတင်းအောင်ချက်စီအသင်းနဲ့ရင်ဆိုင်လာရဖို့ရှိနေပါလေ။ဂျမလီဘူလူဘဲကိုတက်ရောက်နိုင်ရည်အတွေ့ဘွားကိုယင်းပြီးပေးဆက်ကြဖို့တိုက်တွန်းပြောဆိုလိုက်တဲ့နေပြာအာရီတာ။ အောင်ဆန်သေးရဲ့နေပြအမေခေးအော်ဒီတာကချမ်ပလီဘိုလူဘဲကိုတက်ရောက်နိုင်ရေးဘဝကိုရင်းပြီးတော့ပိတ်ဆက်ကြရင်တဲ့ရဲ့ဇာမတွေကိုတိုက်တွန်းပြောဆိုလိုက်ပါလိမ့်အော်ဒီတာရဲ့အောင်ဆန်သေးရဲ့ဘလိုနေ့မှာဘဲရီကိုတော့ရောက်ပြီးတော့ PSG ရဲ့တင်းနဲ့ချမ်ပလီဆင်မီဖိုင်နယ်ဒုတိယကြော့အရင်ဆိုင်စားရမှာလည်းဖြစ်ပါလိမ့်ပထမကြော့လုံးကတော့တကူကူမရှိနဲ့အရင်ရင်ထားပါလိမ့်ဒီဘက်မှာဗရမာကျော့တုံးကပွဲပယ်ခံထားရတဲ့ Thomas Partey ပါဝင်လာမှာဖြစ်ပေမဲ့လည်း Gabriel, Canvas, Jorginho စတဲ့ဒီရဇာမပါဝင်လာတဲ့အုံမှာတော့မဟုတ်သေးပါဘူး။ ဒါပဲမလဲပဲနေပြအာနီတာကတော့အကောင်းမြင်နေတော့လည်းပဲဖြစ်ပါလေ။နေပြအာနီတာကတိတ်ကိုစိတ်လုံရှားရပါလေ။အရန်လဲရင်ဖို့ရပါလေ။ဒီလိုနေမျိုးရောက်လာစေခြင်းပါလေ။ဒီအတွက်ကျွန်တော်တို့ပြင်ဆင်ခဲ့ပါလေ။ယုံကြည်မှုနဲ့ရှိခဲ့ပါလေ။ဂျမလီဘိုလူပွဲကစားနိုင်မဲ့အခွင့်အရေးရှိနေတာကျွန်တော်သိပါလေ။ဒီလိုအချိန်မျိုးရောက်လာတဲ့အခါမှာမင်းရဲ့အသက်ကိုရင်းရင်လဲရင်းရပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ အာဆင်နယ်ရော PSG အသင်းမှာဂျမနီဘောလူပွဲကိုတက်ရောက်ဖူးပေမဲ့လည်းဂျမနီချန်ပီယံတော့မဖြစ်ဖူးသေးပါဘူး။အာဆင်နယ်ရဲ့ကတော့နေပြဟောင်းကြီးဖြစ်တဲ့အာဆင်ဝင်းကားကလည်း PSG အသင်းနဲ့ရင်ဆိုင်ရမယ်။အာဆင်နယ်အသင်းမှာစိတ်ပိုင်းဆိုင်ရာရာအားသာချက်တွေရှိနေတယ်လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်။အာဆင်ဝင်းကတော့မေခေးရီတာရဲ့အသင်းဟာအနံ့ရောက်ကိုရမှဖြစ်မယ်ဆိုတဲ့ရိုးချင်းသောပန်းတန်တစ်ခုတည်းသာရှိနေခြင်းကစိတ်ပိုင်းဆိုင်ရာရှော့ထွေးမှုတွေကိုရောကြစေတယ်လို့ယုံကြည်နေတာလည်းဖြစ်ပါလိမ့်။ ဘေးစရတဲ့ကတော့ဘွဲကိုဘလိုပုံစံနဲ့ချိန်ခဲ့ရမလဲဆိုတာကိုဆုံးဖြတ်ရခြင်းကသူတို့ကိုပို့ပြီးတော့စိတ်မန်းဆိုင်အောင်ပြဿနာတစ်ခု ဖြစ်နေတယ်လို့ဝင်းကားကအခုလိုတုံ့သက်ပြောဆိုခဲ့တာဖြစ်ပါလေ။ဂျာမနီမှာဝေကွင်းအိမ်ကွင်းနှစ်ကြော့အစားတဲ့အခါမှာစိတ်ဝင်စားစရာကောင်းတာကတော့ဒုတိယကြော့ဘွဲစဉ်မစတင်ခင်တိုင်းမှာပြေရှင်းရမယ့်စိတ်မန်းဆိုင်အောင်ပြဿနာတစ်ခုကအမြဲတမ်းရှိနေတာပဲ။အော်ဆန်တင်တွေအားသာချက်ဟာသူတို့ရဲ့စိတ်ပန်းဆိုင်ရာပြဿနာကလွယ်ကူရိုးရှင်းနေပါလိမ့်။သူတို့ကသွားကစားပြီးအနိုင်ရအောင်စူးစမ်းရုံပါပဲ ဘေးရစီအသင်းတွေတော့စိတ်ပန်းဆိုင်ရာပြဿနာကဒီဘက်ကိုအနိုင်ရောက်အောင်စားပါမလားကစားနိုင်ပါမလားဒါမှမဟုတ်ကိုယ့်ရဲ့ပရမကျော်အသားရမှုကိုကာကွယ်ပြီးတော့ဒံပြားနဲ့စစ်ပုံးစက်နဲ့စားစီမလားစသဖြင့်ဆိုတော့ပေါ့လေအသင်းကိုပေးမဲ့နီးပြောဆိုင်ရာတရင်စကားကတော့အရန်ကိုရိုးချင်းပြတ်သားဖို့လိုအပ်တယ်ဆိုတာကိုသိထားရပါလိမ့်မယ်ဒါပြင်အသင်းတိုင်းကလည်းကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာတသားလေးရှိခြင်းမှရှိပါလိမ့်မယ်ဆိုတာကိုလည်းသိထားပါလိမ့်မယ် ဘာလို့လဲဆိုတော့သူတို့ကအသားရမှုကိုကာကွယ်ဖို့အတွက်ဆုံးဖြတ်ခဲ့ရင်အဲ့ဒါဟာတင်းရဲ့မူလဇာဟန် DNA ကိုနည်းနည်းစန့်ကျင်နေလို့ပါပဲ။ဒါကြောင့် BSC ရဲ့အသင်းနေပြ Louis Enrique ဟာသူတို့နောက်ထပ်အနိုင်ပွဲရဖို့ပွဲတစ်ပွဲရှိနေသေးတယ်လို့အင်တာဗျူးတွေမှာထုတ်ပေါ်ပြောထားပြီးသားပါပဲ။ကျွန်တော်ယုံကြည်ထားတာကတော့ဘောလုံးပွဲကိုစိတ်ထဲမှာမျှော်မှန်းထားပြီးအင်ကွင်းမှာကစားရတဲ့အခါခံစစ်ဆန်းဆန်းသဘောမျိုးနဲ့ပွဲကိုခြေကပ်ဖို့ကအရန်ကိုခက်ခဲပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အော်စနယ်ရဲ့ပေးစီရတဲ့မှာတမ်လီဘလော့ကိုအခုဂျင်နီတစ်ခါမှဆုတ်ကူနိုင်ခြင်းမရှိသေးတာကြောင့်ဒီ semi final ပွဲစဉ်ဟာနှစ်သင်းစုံအတွဲအလွန်အလွန်အရေးပါနေရတာဖြစ်ပါလေ။ဆက်လက်ပြီးတော့နေပြအာလီတာကဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ပရမကျော့လုံးကဇာမာဥမိန်လှန်ကောင်းထဲမှာဖြတ်သွားတဲ့အချိန်မှာတဲမှာတိုမီယာစုမပါဝင်ဘူး၊ကလာဖီယိုလည်းမပါဘူး၊ဂါဘရီယယ်မပါဘူး၊ကန်ဗက်စ်လည်းမပါဘူး၊ဂါဘရီယယ်ဂျေစုလည်းမပါဝင်ပါဘူး၊ထို့အတူပဲသောမတ်စ်ပါတေးကလည်းမပါဝင်ပါဘူး။ဂျော်ညွန်လည်းမပါဘူး။ဒါတွေကိုခင်ဗျားတို့တွေးမြင်ကြရပါလိမ့်။ ပွဲတဲ့စားမဒီရရီဒီပဲလွဲချော်နေကြတာနော်အဲလိုအချိန်လေးမျိုးပါတော့ကျွန်တော်တို့ကအကောင်းဆုံးရှင်ပြိုင်စားခဲ့တာကိုမြင်တွေ့လိုက်ရတော့ကျွန်တော်တက်သေးတွေတော့ထားပါလေဘာလို့ဆိုတော့ကျွန်တော်မှအရေးအသွေးကောင်းတွေအများကြီးရှိနေပြီးတော့အရင်နေ့ပြမကျော်ကဘွဲရလတ်ဟာကျွန်တော်တို့ဘက်မှာမရှိခဲ့တဲ့အရန်အရန်အရန်ကိုသိငယ်လုံးနဲ့ကွာခြားချက်လေးကြောင်းပဲဖြစ်ခဲ့ရတာပါဆိုတော့ဒါကြောင့်ကျွန်တော်ဒီဒုတိယကျော်အတွက်အရန်ကိုအကောင်းအမြင်စိတ်ရှိနေပါလေဂျမနီဆီမီဖိုင်နယ်ဒုတိယကျော်ဘွဲစဉ်တွေကတော့အမှန်တကယ်စိတ်လုံးရှားဖွေရာအပြည့်ပါပဲ ။ဒါပေမဲ့လည်းဘာစီလိုနာအင်တာမီလန်တင်ပွဲစဉ်ဟာ3-9နဲ့တည်ရကြထားပါလေ။ပရမကျောင်းမှာတော့အသက်19နှစ်အရွယ်လာမယ့်ရာမယ့်အခြေအတွက်ဟာတိတ်ကိုတောက်ပလွန်ခဲ့ပါလေ။အင်နာမလန်တင်းရဲ့နေပြောင်းအင်စာကတော့ဘာစီလိုနာတင်းရဲ့တဲဝင်လာမယ့်ရာမယ့်ဟာမယုံနိုင်စရာအကြီးအသေးတွေရှိတဲ့ဇာမတက်ရောက်လို့ချီတူပြောဆိုလာပြီးလာမယ့်ချန်ပီယံလိဆင်မီဖိုင်နယ်ဒုတိယကြောင်းဘွဲစဉ်မှာတော့ဒီတော်မန်ဇာမလေးကိုရက်တက်နိုင်မှုဟာသူ့အသင်းကအစွမ်းကိုစူးစမ်းရမှာဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါလေလာမယ့်ရာမယ့်ဟုတ်လား တော်တို့သူ့စီဘောလုံးမရောက်အောင်စူးစမ်းရမှာပါ။ဒါပေမဲ့လည်းဒါကမဖြစ်နိုင်တဲ့ကိစ္စလို့တော့ကျွန်တော်ထင်ပါလိမ့်။သူကဒေယာပေါ့နှစ်ယောက်ပူအကန့်ခံရမှာဖြစ်ပြီးတော့အဒီကစောင့်ကြည့်ရမယ့်ဇာမတယောက်ဖြစ်လာပါလိမ့်မယ်။ကျွန်တော်အနေနဲ့သူ့ကိုနီးကက်အာယုံဆိုင်ပြီးတော့ထိန်းချုပ်ဖို့ဂျိုးပန်းသွားမှာပါသူ့ကိုကွင်းထဲမှာဓာတ်ရိုက်မြင်မှုတဲ့အခါမှာသူကတကယ်ကိုမယုံနိုင်စရာအခြေတွေ့ရှိတဲ့သူတယောက်တကယ်ကိုအန်ဒီရဲ့များတဲ့ဇာမတယောက်ဆိုတာကျွန်တော်သိလိုက်ရပါလိမ့်လူတိုင်းကသူ့စီကိုပဲဘောလုံးပေးကြပါလိမ့် ျွန်တော်ကိုထင်ကြီးသွားစေခဲ့တာကတော့သူ့ရဲ့အတွေ့အခေါ်နဲ့မြန်ဆန်မှုတွေပါပဲ။သူကဘလို့ဇာတ်ကွက်မျိုးလုံးရမယ်ဆိုတာကိုအမြဲတမ်းသိနေခဲ့တယ်လို့မှတ်ချက်ပြုပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့လာမယ့်ရောင်ရောင်း24ခုနှစ်ဘလုံးဒီရောဆုပ်ဝေးပဲမှာတနေ့တော့အကောင်းဆုံးလုံငယ်ဇာမဆုပ်ကိုစုပ်ကုရောက်ရှိခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့အခုအချိန်မှာတော့ရာမရာကမ္ဘာအကောင်းဆုံးဇာမတရားဖြစ်နေပြီလားဆိုတော့မေကွန်ဟာပုံမူတဲလောက်နေပြီလည်းပဲဖြစ်ပါလိမ့်။ အွန်လိုင်းအသင်းနေတဲ့ Champions League ဘောလုံးပွဲကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့ Spain level စီရင်ကျယ်ဝင်လေးလာမယ့်ရာမယ့်ကိုထိန်းချုပ်နိုင်မှုကသူတို့ရဲ့ခံစားပိုင်းဟာကောင်းဆုံးအခြေအနေမှာရှိနေဖို့လိုအပ်မှလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ Champions League ဘောလုံးပွဲကိုတက်ရောက်နိုင်ဖို့အတွက် Inter Milan Barcelona အသင်းကလည်းအခွင့်အရေးကိုစီရှိနေတယ်လို့ PSG Arsenal အသင်းပွဲစဉ်ကလည်းအခွင့်အရေးရှိနေသေးတယ်လို့ဆိုအပ်မှပဲဖြစ်ပါလိမ့်။ ဘယ်ရီမှာသွားရောက်ရမယ်ပွဲစဉ်မှာဆိုရင်သောမတ်စ်ပါတီပါဝင်လာတာကပို့ပြီးတော့ဒီချန်ပီယံလိဂ်စင်မီဖိုင်နယ်ဒုတိယကြော့ကိုပို့ပြီးကြွားရစေမှာတော့အမှန်ပါပဲကျေးဇူးတင်ပါတယ်ဘေးသမီးလုံးကိုစိတ်နှစ်ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ